စပွဲသူဘဝကနေစူးစမ်းလာခဲ့ရတာကြောင့်ဝန်တန်းဒီဘဝကိုနားလည်ပြီးဆိုင်ဝန်တန်းဒီအတွက်တအူးကိုသိန်း20စီကျေးဇူးတုံ့ပြန်ခဲ့တဲ့နွယ်ပိုးအိမ်အထယ်ဆိုင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် DD Plus Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေအထည်ဆိုင်ခွဲပေါင်းများစွာကိုမြန်မာနိုင်ငံမှာဖွင့်လှစ်ထားတဲ့အနွယ်ဖိုးအင်အထည်ဆိုင်ကအလူတန်းမှာရရရရလူတန်းပေးတဲ့ဆိုင်ဒီဇိုင်းအဖြစ်ကိုနာမည်ကြီးကျော်ကြားပါရစေ Brighter လို့ရတာကိုဝါသနာပါတဲ့အနွယ်ဖိုးအင်မိသားစုကတကယ်ခက်ခဲနေတဲ့သူတွေကိုလိုက်လံလူတန်းပေးသလို တို့ရဲ့ဆိုင်ဝင်တန်းဤအပေါ်မှာလဲမမေ့ထားပါဘူး။ရေဘေးမှာလဲနွယ်ဘိုးအိမ်မိသားစုကတိမ်ပေါင်းများစွာလူဒန်းခဲ့ပါတယ်။နွယ်ဘိုးရင်ထေဆိုင်ကဖွင့်လှစ်ထားတာ၃နှစ်ခန့်ရှိပြီဖြစ်ပြီးတော့ဆိုင်စားဖွင့်ကလေးကအထူးထူးစူးစမ်းပေးခဲ့ကြတဲ့ဝန်ထမ်းတွေကိုတဦးကိုသိန်း၂၀စီကျေးဇူးတုံးပြန်ပေးခဲ့ပါတယ်။နွယ်ဘိုးရင်ဆိုင်ကိုကိုယ့်ရဲ့လုပ်ငန်းလို့သဘောထားပြီးတော့စူးစမ်းပေးခဲ့တဲ့မန်နေဂျာကြီးကိုတော့သိန်း၅၀ကျေးဇူးတုံးပြန်ခဲ့ပါတယ်။နွယ်ဘိုးအိမ်ကနေနေငယ်အတွင်းမှာအောင်မြင်လာခဲ့တာက ဝန်ထမ်းတွေရဲ့စူးစမ်းမှုတွေလည်းပါဝင်တာကြောင့်ဝန်ထမ်းတွေကိုပြန်လည်ကျေးဇူးတုံးပြန်တာဖြစ်ပါတယ်။တူအူကိုတိန်း30နှုန်းနဲ့ဝန်ထမ်းများစွာကိုပေးရခဲ့တာဖြစ်ပြီးတော့တကယ်လားအိမ်မက်လားဆိုပြီးတော့ဝေခွေမရဖြစ်နေကြပါတယ်။ငွေပိုးရင်အထည်ဆိုင်ပိုင်ရှင်ကအရင်ကတော့ဇပွဲတို့လုပ်ခဲ့ရတဲ့သူဖြစ်ပြီးတော့အောက်ခြေဝန်ထမ်းတွေရဲ့ဘဝကိုကောင်းကောင်းနားလည်ရတဲ့သူပါ။သူကိုယ်တိုင်အလုပ်ရှင်ဖြစ်လာတဲ့အချိန်မှာတော့ သူကြုံခဲ့ရသလိုသူဝန်ထမ်းတွေကိုမကြုံစေချင်တာကြောင့်မိသားစုလိုဆက်ဆံတဲ့အပြင် bonus တွေကိုပါမများဆဆပေးလိုက်တာ ဖြစ်ပါတယ်။သုံးနှစ်အလုပ်လုပ်ခဲ့တဲ့ဝန်ထမ်းတွေကိုဒီလောက်များပြားတဲ့ပမာဏပေးဖို့ဆိုတာရှာပေးပေမဲ့လည်းဝန်ထမ်းတွေကိုပြန်လည်ကြည့်ရှုတတ်တဲ့ခေါင်းဆောင်ကောင်းပြီးသားသူတယောက်ဖြစ်ကိုချီးကျူးနေကြတာဖြစ်ပါတယ်။တချို့အလုပ်ရှင်တွေကသူတို့ထံမှနေပေါင်းများစွာလှုပ်လှုပ်ခဲ့တဲ့ဝန်ထမ်းတွေကိုပြန်မကြည့်တတ်တာကြောင့်ຫນွေပိုးအိမ်ရဝန်ထမ်းတွေကိုအားကျနေကြပါတယ်။ဝန်ထမ်းတွေရဲ့ဘဝမှာဒီလောက်များတဲ့ငွေကိုအလုပ်ရှင်ကကျေးဇူးတုံးပြန်တာ ခက်ရှားရှားဖြစ်တာကြောင့်နှွေပိုးအိမ်အထည်ဆိုင်မိသားစုကိုဓာတ်ရုခေါ်နေကြပါတယ်။အောက်ခြေအနေကျိုးစားလာခဲ့ရလို့အောက်သက်လဲကြည့်တယ်လို့ဝန်ထမ်းရဲ့ဘဝကိုလည်းနားလည်ပေးနိုင်သူဖြစ်ပါတယ်။နှွေပိုးအိမ်ထည်ဆိုင်ကကိုဗစ်ကာလတုန်းကလမ်းဘေးမှာရောင်းရတဲ့အထည်ဆိုင်လေးပဲရှိသေးပြီးတော့ဒီလောက်ထိအောင်မြင်လာလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ဘူးလို့ဆိုပါတယ်။ဆိုင်စားခွင့်ကစားမှာလမ်းမတန်းမှာဆိုင်ကဲမငားနိုင်တာကြောင့်ရတဲ့ဆိုင်ကဲလေးကိုပဲတစ်လ၄သိန်းနဲ့ငားခဲ့ပြီးတော့စတင်အလုပ်လုပ်ခဲ့ရပါတယ်။ အဲ့ဒီအဲ့ကလေးကသူတို့ဆိုင်ကမန်နေဂျာဟာကောင်းအတူဆိုးအတူရှိနေပေးခဲ့ပြီးတော့စူးစမ်းလာခဲ့ရလဲဖြစ်ပါတယ်။ကိုပိုင်အလုပ်လို့သဘောထားပြီးတော့စေတနာထားပြီးတာကြောင့်မန်နေဂျာကြီးကိုຫນွယ်ဖို့အင်အား30000ကျေးဇူးတုံးပြန်ခဲ့တာဖြစ်ပါတယ်။ຫນွယ်ဖို့အင်ဆိုင်ရှင်ရဲ့စိတ်ထားကမုံမြက်ပြီးတော့ အောင်မြင်လာတဲ့အချိန်အောင်မြင်အောင်ကြိုးစားပေးခဲ့ကြတဲ့လုံဖို့ကန်ဘက်တီကိုလည်းမမေ့ထားခဲ့ပါဘူးဒီလိုစိတ်ထားရှိတာကြောင့်အချိန်တိုအတွင်းမှာအောင်မြင်လာခဲ့သလိုနောက်ထပ်လည်းအောင်မြင်နိုင်မဲ့သူအဖြစ်ချီးကျူးနေကြပါတယ်ရွယ်ပိုးအင်ကဝန်ထမ်းတွေ၃၀စီရရှိတာကိုကြည့်ရှုနေတဲ့ပရိသတ်တီတောင်မှအပျော်ကူးဆက်သွားကြပါတယ်သုံးနှစ်တာမှအလုပ်ကြိုးစားပေးခဲ့ကြတဲ့ဝန်ထမ်းတွေကို၃၀စီကျေးဇူးတုံးပြန်ပေးခဲ့တဲ့ရွယ်ပိုးအင်အထည်ဆိုင်ပေါ်ပရိသတ်ကြီးရဲ့အမြင်ကိုလည်းကောမလီထဲမှာရေးခဲ့ပေးကြပါဦးဗီဒီယိုလေးအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ် ain't.